ကတီလာယူပြီးကြပြီတီလာဆိုတာတခါယူထားလိုက်ရင်မိမိယီမှန်းထားတဲ့အချိန်အတွင်းမှာမိမိတဏ္ဍမှာတီးနေတာဟိုမင်းညကတီလာယူတော့ဒီတရားစခန်းဆုံးပြီတဲ့အောင် ထိမ့်မယ်ဆိုရယ်ရွေကျက်နေယူကြတာဖြစ်မှာဒါကြောင့်မို့ ဒီနေ့ဒီလထပ်ယူဖို့မလိုတော့ဘူးပေါ့အဲတရားအားထုတ်တဲ့အခါမှာအရေးကြီးတာလေးတွေရှိတယ်ဦးဇင်းတို့မြန်မာနိုင်ငံမှာအခုဒီလယူတဲ့အခါမှာရှေးဥစွာဖရာကတော့ဖရာရတနာ၃ပါးဆရာသမားတွေပါထည့်ပြီးတော့ကတော့ အဲ့ဒီကြွတော့တဲ့အစီအစဉ်ဟာအလွန်ကောင်းတယ်အလွန်အဆင်ပြေတယ်အလွန်ချိုးကြတဲ့အစီအစဉ်ဖရာတရားတန်ခါယရဏသုံးပါးနဲ့ဆရာသမားတို့ဟိုရှ िख ုကြွတော့တဲ့ခါမှာမတော်တဆပြင်းမမိထတာများရှိရင်ဒီအပြစ်ဒီပျောက်ဖို့ဆိုတဲ့ရွယ်ချက်လည်းပါတယ်အကယ်၍ဒီလိုမရှိဘူးဆိုရင်လည်းပဲ ကုသိုလ်ဖြစ်ဖို့ဆိုတဲ့ရည်ရွယ်ချက်ဒီရည်ရွယ်ချက်နဲ့ဖရာကတော့ကြာငါကတော့နေ့ကတော့တကြောင်တကာထားပဲဦးဇင်းတို့မြန်မာနိုင်ငံကတော့ဘယ်ကတော့နေ့ဖြစ်ဖြစ်ကောင်းနာကြပါပဲအဲ့ဒီလိုကတော့လိုက်တဲ့အခါကျတော့ဘာဖြစ်သွားသလဲဆိုတော့ကုတန်တန်ကခုနကပြောခဲ့တဲ့မတော်တဆနောက်တွန်းကပြင်းမှန်းမိထားတာများရှိသွားရှိနေရင် ဒါတွေပျောက်သွားလိမ့်မယ်။ဒါဟာအလွန်အရေးကြီးပါတယ်။ဘာကြောင့်လဲဆိုတော့တကယ်၍ယရနာသုံးပါးအပေါ်မှာပဲဖြစ်စေဒါတော့ဖြစ်တော့ဖြစ်ခဲ့ပါတယ်။ဆရာသမားတွေအပေါ်မှာပဲဖြစ်စေတော်တဆဒီပြမမိထားတာမျိုး ရှိရင်ဒီစိတ်ကလေးကဒီငါဒီလိုလုံးမိထားတယ်ဆိုတဲ့စိတ်ကလေးကကိုယ့်ရှိပြန်ပြန်ပြီးတော့လာတတ်တယ်အထူးသဖြင့်တရားအထုတ်ရင်ပူဆိုးတယ်။အဲကြောင့်ဆိုတော့တရားအထုတ်တဲ့အချိန်ကျတော့ကိုယ်က စိတ်ကိုတန်ရှင်းအောင်ထားနေပြီကိုစိတ်ကလေးကောင်းအောင်ထားရဲအဲ့ဒီချိန်ကျသူကလာလာပြီးတော့နှောက်ရက်တက်တယ်အဲ့ဒါကြောင့်မို့တင်ပုံးချေတဲ့အတင်းနဲ့ပေါ့ဒါကတော့တောင်းပန်ထားတောင်းပန်နေပေါ့အဲ့ဒါအပြီးတဲ့နောက်ကိုတခါကို့ပေါ်ပြမှတ်ထားတဲ့ပုံကူများလည်းရှိချင်ရင်ရှိလိမ့်မယ်ကို့ပေါ်မကောင်းပြုထားတဲ့ပုံကူများရှိထားလို့အဲ့ဒီပုံကူတွေပေါ်မှာလည်းပဲကိုက အာဃာတရှိနေတတ်တယ်။အဲဒီလိုဟာရှိနေလည်းပဲဒါလည်းပျောက်အောင်ဆိုပြီးတော့ခွင့်လွှတ်ပါတယ်ဆိုတာကိုကိုကကျင့်သုံးရမှာပေါ့။ပြီးတော့တချို့ဒီနိုင်ငံလူတွေကြတော့ကိုကိုကိုခွင့်မလွတ်နိုင်တာတွေလည်းရှိတယ်။ကိုကိုကိုအပြစ်တင်နေတယ်ကိုကိုကိုဒုက္ခဖြစ်အောင်တော့တချို့ကလှုပ်တယ်အပြစ်ပေးတဲ့အနေနဲ့ပေါ့။အဲမတော်တဆအဲ့လိုရှိခဲ့ရင်လည်းပဲကိုကိုကိုလည်းပဲဒါခွင့်လွှတ်လိုက်ရင်ဒါပို့ပြီးတော့ကောင်းတယ်။ အဲ့ဒီလိုဒီဒေါ်ဒစပြမှတ်ရတာရှိရင်ပျောက်ပါသေးခြင်းအကျိုးငါတောင်းပန်တာရဲ့သူများကို ခွင့်လွှတ်တာရဲ့ကိုကိုကိုခွင့်လွှတ်တာရဲ့ဒီသုံးခုကိုကျင့်သုံးပြီးတဲ့နောက်မှာမေတ္တာပို့ကြမေတ္တာပို့ပြီးမှဝိပဿနာတရားထိုင်အဲမေတ္တာပို့တာကလည်းပဲစိတ်ငြိမ်းသွားချောချောမုံမလေးနဲ့ဝိပဿနာတဲ့ကို ဝင်းသွန်းနိုင်အောင်ဆိုရည်ရွယ်ချက်နဲ့လုပ်တယ်။မေတ္တာရဲ့ပဒါနရည်ရွယ်ချက်ကပါလေဆိုတော့မိမိတန်တမ်းမှာခုနပြောတဲ့ဒေါသတို့အာဃာတတို့ရှိခဲ့ရှိနေခဲ့တော့အဲ့ဒီဟာတွေပျောက်သွားအောင်ဆိုပြီးတော့လုပ်တယ်။အဲ့တော့မေတ္တာပို့တာဟာမိ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 စိတ်ချမ်းသာဖို့ဆိုတော့မိမိရဲ့စိတ်တန်တမ်းမှာအကုသို့အညစ်အကြေးတွေမရှိဖို့ဒါပထမရည်ရွယ်ချက်ပဲ။ မိမိကမေတ္တာပို့တဲ့အတွက်ကြောင့်မို့တ attva တွေချမ်းသာမလားမချမ်းသာဘူးလားအချမ်းသာတာလည်းရှိမယ်ကိုထင်တဲ့လောက်ချမ်းဟိုမချမ်းသာနိုင်တာတွေလည်းရှိမယ်ဒါကတော့ဘာကြောင့်လဲဆိုတော့တ attva တွေမှာအတိအတိကံဆိုတာတွေရှိကြသေးတယ်အဲ့ဒါမိမိတို့တို့ကံအားလျော်စွာတွေးကြံခံစားကြရတာဖြစ်တော့လုံးဝကင်းစင်သွားအောင်ကိုကမေတ္တာပို့ရုံနဲ့ ဖြစ်ဖို့ဖြစ်ချင်မှဖြစ်နိုင်ဒါပေမဲ့လို့တတ္တဝါတွေအများချမ်းသာကြပါစေလို့ကိုကမေတ္တာပို့တဲ့ခါကျတော့ကုသန္တပေါ့ကုမေတ္တာသူတို့ရှိရောက်ပြီးတော့သူတို့လည်းပဲချမ်းသာမှုဖြစ်နိုင်တယ်ကုတန္တမှာလည်းပဲအထုသဖြင့်တော့ဒေါသအာဃာတပေါ့ဒေါသအာဃာတနှင့်တကွာအကုသို့ကင်းနေတယ်အဲ့ဒီအချိန်အဲ့ဒီလိုအကုသို့ကင်းပြီးတော့ မေတ္တာစိတ်ကလေးမေတ္တာတရားလေးကိုယ်တန်တော်မှာ ဖြစ်ပေါ်နေရတဲ့ဒီတာကူကဒါအလွန်ကောင်းတဲ့အတွေ့အကြုံပဲဒါကြောင့်မို့မေတ္တာပို့အစမှသာစီစဉ်ပြီးတော့ထားတယ်ပြီးတဲ့အခါကျမှတရားအမှတ်တရားဝိပဿနာတရားထိုင်ကြအဲ့ဒါအခုတောင်းပန်ဖို့ရာမနေ့ကခရော့တဲ့တိုင်းပဲယန္တနာသုံးပါးဆရာသမားထပ်ပြီးတော့ခရော့ကြ တင်ချပေးမှာလိုက်ဆိုကြတာဒါမှညင်ညင်ညာညာဖြစ်ဩကာတာဩကာတာဩကာတာကာယကံဝစီကံမနောကံဒီဟုသောအပြစ်ခတ်သိမ်းပပျောက်ငြိမ့်၍အသက်ရှိစွာ အနာမဲ့ရေရံဘေးကင်းကြောင်းကောင်းမှုမင်္ဂလာဖြစ်ပါစေခြင်းအကျိုးငါဖရယတနာတရားယတနာတံဃာယတနာယတနာမြတ်သုံးပါတို့နှင့်တကွာဆရာသမားတို့ကိုအယူအသည် အလေးအမြတ်လက်အုပ်မိုး၍ရှ िख ိုးဘူးသောဖူးမျောမှန်လျော့ကတော့ပါဤအရှင်ဖျားဖျားတရားတန်ခါယရဏမြတ်၃ပါးတို့နှင့်တကားဆရာသမားတို့အာအယုအတိအလေးအမြတ်လက်အုပ်မိုး၍ရှ िख ိုးဘူးသောဖူးမျောမှန်လျော့ ကတော့ကြရတော့ပူဇွန်တပနာမကုသကံစေတနာတို့ကြောင့်မိမိတို့အလိုရှိအတောင့်တအပ်တော့လောကီလောကုတ္တရာစုမြတ်အပေါင်းနဲ့ပြည့်စုံကြသည်ဖြစ်စေ။ဘီသူမြတ်ဘုံခွင့်လွှတ်ကြ စိတ်ထဲကလိုက်ဆိုနော်တပည့်တော်များအပေါ်၌ကာယကံဝစီကံမနောကံတို့ဖြင့်ပြမှားထားသူများရှိကထိုပုဂ္ဂိုလ်တို့ကိုအနုအညွတ်ခွင့်လွှတ်ပါသည်ရှင်ဘုရားကို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 လဲ ခွင့်လွှတ်ပါသည်အရှင်ဘုရားခွင့်လွှတ်မှုနဲ့မေတ္တာဒီနှစ်ခုကအတူတူရှင်တွဲပြီးတော့သွားကြတယ်ခွင့်လွှတ်မှုရှိမှမေတ္တာပို့လို့ရတယ်မေတ္တာပို့နိုင်မှခွင့်လွှတ်လို့လည်းရတယ်အခုမေတ္တာပို့ကြမယ်မေတ္တာပို့တဲ့အခါမှာ လေးလေးနက်နက်အရင်လည်းပဲပြောခဲ့ပူပါလေးလေးနက်နက်ဖြစ်အောင်ဟုတ်ကြဒီနေ့ဒီနေ့မနေ့နေရာဌာနအလိုက်မေတ္တာပို့တဲ့နေနဲ့ပို့ရဒါကတော့ဒီအိမ်မှာရှိတဲ့ပုဂ္ဂိုလ်အပေါင်းကိုယ်စိတ်နှပြချမ်းသာချမ်းသာကြပါစေဒီရက်ွက်မှာရှိတဲ့ပုဂ္ဂိုလ်အပေါင်းဒီမြို့မှာရှိတဲ့ပုဂ္ဂိုလ်အပေါင်း ဒီဒီနေဒီနေမှာရှိတဲ့ပုဂ္ဂိုလ်အပေါင်းဒီတိုင်းပြည်ဒီကဘာဒီဆက်ကြော်လာမှာရှိတဲ့ပုဂ္ဂိုလ်အပေါင်းနောက်ဆုံးတော့အာလုံသောတ attva အပေါင်းချမ်းသာကိုယ်စိတ်နှစ်ဖြာချမ်းသာချမ်းသာကြပါစေဒီလိုဌာနအလိုက်တ attva တွေကိုမေတ္တာပို့ကြအဲ့ဒါကိုဘုန်းကြီးက ဆိုမယ်တရားဓမ္မတွေကမိမိစိတ်ထဲတယ်လိုက်ဆိုဒါကိုလိုက်ဆိုရစာတကြောင်တကြောင်ကို10ခါလောက်ဆိုကြအဲ့လိုဆိုတဲ့အခါမှာတကယ်ကိုလေးလေးနက်နက်စာကြောင်တွေမှာပါတဲ့တတ်တော်တွေချမ်းသာပါစေဆိုတဲ့စိတ်ဓာတ်ဆန္ဒဖြစ်အောင်အဲ့နည်းနဲ့ဂယုစိုက်ကြရအောင် အဲ့ဒီပုံကိုယ်တွေကိုမြင်အဒီကိုစိတ်ထဲမှာမြင်လာအောင်ကြည်ပြီးတော့ကိုယ့်ရဲ့မေတ္တာတတ်တွေအဲ့ဒီပုံကိုယ်တွေထံကိုသွားပြီးတော့သူတို့ကိုထီတွေ့ပြီးတော့သူတို့ကိုချမ်းသာချမ်းသာအောင်လုပ်နေတယ်ဆိုတဲ့ဒီလိုစိတ်ကူးလေးနဲ့မေတ္တာပို့ကြ။အဲမေတ္တာပို့တဲ့အခါမှာမိမိကစရရတာပထမဆုံးမိမိကိုယ်ကိုမေတ္တာပို့ပြီးမှတခြားပုံကိုယ်တွေ ပို့တယ်ဒါကဘာလဲဆိုတော့ကိုကူကူမေတ္တာပို့တော့ကိုကူကူချမ်းသာစေလိုတဲ့ဆန္ဒရှိတယ်အဲ့လိုရှိတဲ့အခါကျတော့မိမိကိုကူပဲဥပမာပြုပြီးတော့တခြားပုဂ္ဂိုလ်တွေပေါ့လဲမေတ္တာစိတ်ရောက်ဖို့ပို့ပြီးတော့လွှဲတယ်ဒါကြောင့်မိမိကိုယ်နဲ့စရတယ်ငါဟာချမ်းသာခြင်းနဲ့စိတ်ရှိသလိုမချမ်းသာမှုကိုမလိုခြင်းမလိုလားတဲ့စိတ်ရှိသလိုပဲအခြားသောတ attva များဟာလည်း ချမ်းသာမှုကိုလိုလားကြလိမ့်မယ်ဒုက္ခဆင်းရဲကိုမလိုလားကြဘူးဒါကြောင့်တခြားတ attva တွေလည်းချမ်းသာကြပါစေဒီလိုကိုကိုကိုပုံပမာပြုပြီးတော့တခြားတ attva တွေပေါ့မေတ္တာရောက်အောင်ပထမဆုံးကိုကိုကိုနဲ့စရနောက်တစ်ခုကတော့ဗာလဲဆိုတော့ကိုကိုကိုမေတ္တာပို့တဲ့ခါကျတော့ကိုယ့်ရဲ့တန်တန်ကိုယ့်ရဲ့စိတ်နှလုံးထဲမှာမေတ္တာတရားတွေပွားများနေတယ် အဲ့ဒီလိုပွားများပြီးတဲ့နောက်မှာဒီမေတ္တာတရားတွေကိုတတ္တဝါတွေတန်တာတတ္တဝါတွေထံသို့ပို့လဲဆိုတော့ပို့ပြီးတော့စနစ်ကြရပို့ပြီးတော့ရုပ်တည်ရှိတယ်ကိုကိုတိုင်ကကိုကိုတိုင်တန်တာမှာမေတ္တာမရှိဘဲနဲ့မေတ္တာမဖြစ်ဘဲနဲ့တခြားပုဂ္ဂိုလ်ကြီးမေတ္တာပို့လဲဆိုတာဒါတိတ်မလွယ်မိမိကိုကိုနှံ့မှာပတ်စံမရှိဘဲနဲ့သူများကိုပတ်စံပေးတယ်ဆိုတာမဖြစ်နိုင်တာမျိုးလို့အဲဒါကြောင့်မေတ္တာပို့တဲ့ခါမှာ မိမိကိုယ်ကစပြီးတော့တဖြည်းဖြည်းချင်းချဲ့သွားတယ်အဲမေတ္တာတို့ကရုဏာတို့မုဒိတာတို့ဥပေက္ခာတို့ဆိုတာကဗျမဝိဟာရလို့ခေါ်တယ်နောက်နောက်နာမည်တကူကတော့အပ္ပမညာလို့ခေါ်တယ်အပ္ပမညာဆိုတာကဘာလဲဆိုတော့အတိုင်းမသိတဲ့တတ္တဝါတွေကိုအာယုံပြုရမယ်ချမ်းမထားရဘူးလို့ဆိုလိုတယ်ဒါကြောင့်မို့တဖြည်းဖြည်းပို့သွားတဲ့အခါမှာနောက်ဆုံးကြရင်တော့အလုံးသောတတ္တဝါတွေအောင်ရောက်ရောက်ရမယ် ်ဘယ်နည်းနဲ့ပဲပို့ဖို့နောက်ဆုံးဆိုတဲ့ဒီစာကြောင်းကတော့ပြန်တတ္တဝါအားလုံးချမ်းသာကြပါစေဆိုတာကိုရောက်သွားရမယ်။ခံအခုမေတ္တာပို့ကြမယ်။အဲဒီမေတ္တာပို့တဲ့ခါမှလည်းယူယူစကားဝကြလေးတွေဆိုပြီးတော့ပို့ရတာပို့ပြီးတော့ပို့ပြီးတော့ကောက်လာပို့ပြီးတော့တမာတိဖြစ်လင်္ကာလေးတွေနဲ့ပို့တာက ကြာသွားတဲ့ခါကျတော့အဲ့ဒီလင်္ကာနောက်ပါစိတ်ကပါပြီးတော့တကယ်မေတ္တာစိတ်မဖြစ်ပဲရှိတတ်တယ်လင်္ကာလေးဆူကောင်းလို့အဲ့ဒီလင်္ကာတန်ကလေးပဲအာယုံကရောက်ရောက်သွားတတ်တယ်ဒါကြောင့်မို့ယူ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 စာချောင်းကလေးတွေနဲ့ပဲမေတ္တာပို့ကြတယ်အခုဘုန်းကြီးဆိုမယ်အော်ကိုယ်စိတ်ထဲထဲလိုက်ပြီးတော့ဆိုပြီးတော့လေးလေးနက်နက်မေတ္တာပို့ကြတယ် တနုတ်သည်ကိုစိတ်နှပြကျမ်းမှာချမ်းသာပါစေတည်း ဤနေအိမ်ရှိပုဂ္ဂိုလ်အပေါင်းတို့သည်ကိုယ်စိတ်နှစ်ဖြာကျမ်းမာချမ်းသာကြပါစေ။ ဤရက်ွက်ရှိတတ္တဝါအပေါင်းတို့သည် ကိုယ်စိတ်နှပြကျမ်းမာချမ်းသာကြပါစေ။ အင်းမျိုးရှိတတ္တဝါအပေါင်းတို့သည်ကိုယ်စိတ်နှစ်ဖြာကျမ်းမာချမ်းသာကြပါစေ။ ဧပိနေရှိတတဝအပေါင်းတို့သည်ကိုယ်စိတ်နှစ်ဖြာကျမ်းမာချမ်းသာကြပါစေ။ ဤတိုင်းပြည်ရှိတတ္တဝါအပေါင်းတို့သည် ကိုယ်စိတ်နှစ်ဖြာကျမ်းမာချမ်းသာကြပါစေ။ တကဘာလုံးရှိတတ္တဝါအပေါင်းတို့သည် ကိုယ်စိတ်နှစ်ဖြာကျမ်းမာချမ်းသာကြပါစေ။